TikTok မှာအဲ့ဒီ keyword တော့ကျွန်တော်ရှာတယ်ဥပမာ marketing agency ဆိုပြီး keyword ရှာရတယ်ဘယ်ဗီဒီယိုတွေပေါက်နေရလဲဘယ် agency ကဘယ်ဗီဒီယိုတွေလုပ်နေရလဲဆိုတော့အဲ့ဒီ list တခုကိုကျွန်တော်ဆက်ထုတ်တာကျွန်တော် note down notepad နဲ့ကျွန်တော်အကုန်လုံးလိုက်မှတ်ထားတယ်ဥပမာဒါ agency ထားပါတော့ marketing agency ဆိုလို့ရှိရင်တခြားနိုင်ငံမှာဟို Ogilvy တို့ကျွန်တော်ဟို publicist တို့ like LB တို့ BBDO တို့ စားတယ်စားတယ်စားတယ်အဲ့အဲ့ဟာတကယ်အကြီးကြီးပါလေထိတော့ video အတွက် content idea ဆိုဖို့အခုနေနဲ့စဉ်းစားမိရတယ်ဟိုဟိုတို့ဖြစ်နေရလေးရောက်ပြီပါကိုယ့်ရဲ့ကျေးဇူးတင်ပါတယ်ဆိုပြီးမိမိထားပါတယ် TikTok ကကြတော့ idea ထုတ်ချင်တယ်ဆိုလို့ရှိရင်ကကျွန်တော်ကတော့မလုပ်လဲဆိုတော့ TikTok မှာအဲ့ဒီ keyword နဲ့ကျွန်တော်ရှာတယ်ဥပမာ marketing agency ဆိုပြီး keyword ရှာရတယ်ဘယ် video တွေပေါက်နေရလဲ ဘယ် agency ကဘယ် video တွေလုပ်နေရလဲဆိုတော့အဲ့ဒီ list တကုံကျွန်တော်ဆက်ထုတ်တာကျွန်တော် note down notepad နဲ့ကျွန်တော်အကုန်လုံးလိုက်မှတ်ထားတယ်ဥပမာဒါ agency ထားမှာ marketing agency ဆိုလို့ရှိရင်တခြားနိုင်ငံမှာဟို Ogilvy တို့ကျွန်တော်ဟို publicist တို့ like LB တို့ BBDO တို့စားတယ်စားတယ်စားတယ်အဲ့အဲ့ဟာတကယ်အကြီးကြီးပါလေဟိုဟိုကျွန်တော် Google မှာ marketing agency in Thailand marketing agency in uh, Singapore Malaysia, uh, Indonesia, UK, US, Canada, Australia, Spain, Italy, France စတဲ့ကျွန်တော်အဲ့ကောင်းစင်နေလောက်ပြီးတော့ကျွန်တော်က agency list ကြီးကျွန်တော် search ဆွဲလိုက်တယ်ပြီးလို့ရှိရင်အဲ့ဒီ agency list ကြီးကိုယူပြီးကျွန်တော် TikTok မှာပတ်ချတယ် Okay ကျွန်တော်တို့ Thai agency တွေကဘယ်လို TikTok တွေလောက်တာလဲ Okay ဒါလည်းလည်းကြည့်ရအောင် Singapore က agency တွေကဘယ်လို TikTok တွေလောက်တာလဲ Okay အဲ့ဒါလည်းရှိရအောင် ဘယ်သူကပါလို့လဲဘယ်သူကပါလို့လဲဘယ်သူကပါလို့လဲအဲ့လစ်စိတ်ကောင်းလို့ရှိအဲ့တော့အဲ့လစ်စိတ်တွေကမှကျွန်တော်တို့ culture နဲ့ kait ပြီးတော့ကျွန်တော်တို့လို့လို့ရတဲ့ TikTok video ပါဖြစ်တယ်တော့အဲ့ဒီပုံစံကကျွန်တော်တို့လုပ်လည်းလုပ်နေပါတယ်စဉ်းလိုက်တင်နေပါတယ်ကျွန်တော်တို့ TikTok တော့ကြည့်ပါတော့ဟိုနောက်လည်းဖြစ်ပါတကယ် TikTok ရိုက်တဲ့ရတော့ကျွန်တော်တို့ဆရာတကယ်ဆရာဆရာမကြီးတွေပါ intern တွေပါ intern တွေကတကယ်အာလောက respect ပါ ဟိုသူတို့ Gen Z kids ဆိုတော့ကြတော့ဟိုသူတို့ရိုက်တဲ့ဟာတွေဒီတော့ဟို TikTok ready အဲဖြစ်နေတဲ့အခြေအနေအထိကိုကျွန်တော်ဖြစ်တယ်ပေါ့နော်ဆိုတော့ very like smart ဖြစ်တဲ့အင်တန်နေပါဆိုတော့တော့ဒီကနေပဲကျွန်တော် shout out ပေးရပါတော့ဟို number 1မှာ internet sense ဖိုက်သူတွေအကုန်လုံး